မင်္ဂလာပါအခုချိန်ကစပြီးတော့မေလ9ရက်နေ့တောက်ကြနေညဘက်တည်နေမီဒီယာကွန်ရဲ့ NMG တည်င်းဌာနရဲ့ရုပ်တံတည်င်းအစီအစဉ်တွေကိုစတင်နေပါပြီကျမအာမီပါကရင်တိုက်ပွဲသတင်းတွေနဲ့ဆက်ရအောင်ပါ ကရင်ဒေသထဲမှာဒီစခန်းသိန်းတိုက်ပွဲတွေကိုကရင်တပ်ဖွဲ့တွေကအဆုံးသတ်နိုင်ခဲ့ပါတယ်။တိုက်ပွဲဆင်နေတဲ့စခန်းသုံးခုစလုံးကိုကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်လိုက်နိုင်တာဖြစ်တယ်လို့ကရင်သတင်းတွေကဆိုပါတယ်။ KNL တပ်မဟာ၃နယ်မြေဖြစ်တဲ့ဒီညောင်လေးပင်နယ်မြေတဲကရွှေကျင်မှာရှိတဲ့ချင်းမြန်တပ်ရင်း၅98စခန်းနောက်ပြီးတော့ဒီတပ်မဟာလေးတဝဲထီခီဒေသဘက်မှာရှိတဲ့ဒီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ကထီခီစခန်းနဲ့ ဲ့ဒီတက်မဟာခွန်နယ်မြေတဲကဖအန်ဒေတာမှာရှိတဲ့တခေါပီခွေးစခန်းတို့ကိုသိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်စစ်ကောင်စီကတော့ဒီကြုံတိုးကော့ကရိတ်နဲ့ဖအန်မြို့တွေရဲ့ဒီလုံခြုံရေးကိုတိုးမြင့်ထားပြီးတော့စစ်အင်အားတွေကိုလည်းတိုးချထားလိုက်ပါတယ်ကချင်ပြည်ဘက်မှာတော့ဒီဗမော်နဲ့ဖကန့်ဒေတာတွေမှာတိုက်ပွဲတွေကဆက်ပြီးတော့ပြင်းထန်နေပါတယ်ဗမော်တိုက်ပွဲကဆက်ပြင်းထန်နေပြီးစစ်သားတွေရဲ့မိသားစုတွေအပါအဝင်စစ်ကောင်စီတပ်ကလက်နက်ချအင်အား၁၀၀ကျော်ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကဘေးကင်းရာကိုဆွဲထုတ်နိုင်ခဲ့တယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ်စစ်ကောင်စီတပ်ကမကြသေးခင်ကတော့ဒီရဟတ်ရင်တွေကိုတုံးပြီးတော့ဗမော်စစ်မျက်နှာကိုအင်အား ဖြစ်ထားနိုင်ခဲ့ပါ रे ဖကန့်ဒေတာမှာလည်းတိုက်ပွဲတွေကဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီတပ်ဖွဲ့တွေဘက်မှအကြအဆုံးတွေများနေတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါ रे ဖကန့်ကိုစစ်ကြောင်းထိုးလာတဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေကိုကမော်ရွာမှာဒီ KIA ပူပေါင်းတပ်ဖွဲ့တွေကရင်ဆိုင်တိုက်ပွဲဝင်နေပါ रे နှက်ရရွာကိုကျော်ပြီးတော့ဒီကမော်ရွာကိုရောက်လာတဲ့စစ်ကောင်စီတပ်တွေဒီတက်ဆွဲထားခဲ့တဲ့ဖုန်ကြီးကျောင်းကို KIA ပူပေါင်းတပ်ဖွဲ့တွေက ိမ့်ပိုက်လိုက်နိုင်ပါတယ်ဒါပေမဲ့ဒီကတ်မော်ရွာနာကဆူတောင်းတောင်ကုန်းကိုတော့မသိမ့်ပိုက်နိုင်သေးဘူးလို့ဆိုပါတယ်ပခုတ်ကူမှာတော့ဒီမဟာဓာတ်အားလိုင်းတွေဒီချိတ်ဆက်ထားတဲ့တိုင်ကြီးနှစ်တိုင်ကျိုးသွားတဲ့အတွက်ခရိုင်တစ်ခုလုံးအမှောင်ကျနေပါတယ်တိုင်တွေက၃ရက်နေကလေးကကျိုးကျသွားခဲ့တာဖြစ်ပါတယ် ပခုတ်ကူလျက်စစ်ဌာနကဒီတိုင်တွေကိုပြင်ဆင်နေပြီးတော့တိုင်တိုင်ကပြင်ပြီးသွားပြီလို့လူမှုမီဒီယာမှာကြေညာထားပါတယ်။ဒီနောက်ထပ်တိုင်တိုင်ကိုလည်းဆက်ပြီးတော့ပြင်နေတယ်လို့ဆိုပါတယ်။ဒီတိုင်ပြင်ပြီးသွားရင်တော့ဓာအားတွေဆန်းလွတ်ပြီးမှဖြစ်ပါတယ်။မဟာဓာအားလိုင်းတွေကဝက်ဥတွေနဲ့တန်တန်းတွေကိုဖြုတ်ခိုးသွားတာကြောင့်အခုလိုမျိုးမီးပြတ်သွားတာဖြစ်ပါတယ်။အခုလိုမျိုးမီးပြတ်နေတုန်းမှာပဲစစ်ကောင်စီကပခုတ်ကူနဲ့မြိုင်အဆက်ကိုလေကြောင်းတိုက်ခိုက်မှုတွေအပြင်းထန်လုပ်ခဲ့ရမှာတော့ဒီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ကြာဆုံးခဲ့တယ်လို့ဒေသတွင်းသတင်းတွေကဆိုပါတယ်။ မေလ9ရက်နေ့ကတော့ပြူစောတိရွာတရွာဖြစ်တဲ့ဒီဝက်ပုတ်ရွာကို PDF တပ်ဖွဲ့တွေကဝင်ရောက်စီးနင်းခဲ့ရမှာတော့ပခုတ်ကူခရိုင်တပ်ရင်းတွေကဒုတက်ခွဲမှုတယောက်ကြဆုံးခဲ့ပါတယ်။မနေ့ကမေလ10ရက်နေ့မှာတော့ဝက်ပုတ်ရွာကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကသိမ်းပိုက်လိုက်နိုင်ပါတယ်ရှင်။ကျွန်တော်အခုဆက်ပြီးပြောပြမယ့်သတင်းကတော့စိတ်မကောင်းစရာသတင်းတစ်ပုဒ်ပါ။နှစ်ပေါင်းများစွာလဲပတ်လာခဲ့တဲ့မြန်မာဘာသာနဲ့ထုတ်ဝေတဲ့နိုင်ငံတကာသတင်းဌာနတစ်ခုပိတ်သိမ်းတော့မဲ့သတင်းဖြစ်ပါတယ်။လွတ်လပ်တဲ့အာရှအသံ RFA မြန် မာပိုင်းအစီအစဉ်တွေကိုလုံးဝရပ်ဆိုင်သွားတော့မှာဖြစ်တယ်လို့ RFA မြန်မာဌာနရဲ့ဌာနမှူးဦးကျော်ကျော်အောင်က RFA ရဲ့တရားဝင် Facebook စာမျက်နှာကနေဒီရုပ်သံနဲ့ကြေညာသွားပါတယ်။တော်ရရှိမှမင်္ဂလာပါခင်ဗျာ။ကျွန်တော်တို့ RFA လွတ်လပ်တဲ့အာရှအတန်းမြန်မာပိုင်းအစီအစဉ်တွေ လုံးဝရှင်းနာပါတော့မယ်။ ြိတ်သက်များအားလုံးကိုဝမ်းလဲစွာနဲ့ပဲနှုတ်ဆက်စကားဆိုရပါတော့မယ်။ American သမ္မတတက်ဒေါ်နယ်ထရမ့်တက်လာပြီးတဲ့နောက်ပိုင်းမှာ American အတန်လွဲ့အစည်းအဝေးတွေဖြစ်တဲ့ဒီ VOA နဲ့ RFA ဌာနတွေကိုငွေကြေးဖြတ်တောက်ခဲ့တာပါ။အဲ့ဒီဌာနတွေကို ကြီးကြပ်နေတဲ့အမေရိကန်ပြည်ထောင်စုကမ္ဘာသတင်းမီဒီယာအေဂျင်စီဖြစ်တဲ့ဒီ USGAM ကိုမတ်လ15ရက်နေ့မှာရပ်ဆိုင်းခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ဝန်ထမ်းအနှဲငယ်နဲ့ပဲသတင်းတွေကိုဆက်လက်ထုတ်လွှင့်နေခဲ့ပြီးအခုခါမှာတော့လုံဝကိုရက်ဆိုင်သွားတော့မှဖြစ်တယ်လို့ကြီးညာချက်ထွက်လာတာပါ ခုဆက်ပြီးကမ္ဘာနဲ့ဒေသတွင်းကသတင်းတွေကိုပြောပြပေးသွားအောင်မှာဖြစ်ပါတယ်။ဒီကိုဗစ်ကာလကိုပြည်သက်တွေမမေ့သေးဘူးလို့ထင်ပါတယ်။အခုတစ်ခါမှာတော့အိနီးချင်းထိုင်းနိုင်ငံမှာကိုဗစ်အတန်ကပြန်ပြီးတော့ကျလာပါတယ်။ထိုင်းနိုင်ငံမှာကိုဗစ် -19 ဒီကူးစက်ရောဂါပြန်လည်ကူးစက်မှုတွေရှိလာနေတယ်လို့ဒီလူထုကျန်းမာရေးပညာရှင်တွေကသတိပေးလိုက်ပါတယ်။ ဧပြီလ28ရက်နေ့ကစပြီးတော့တပတ်အတွင်းမှာဆေးရုံကို လာပြတဲ့လူနာတွေတဲကလူနာပေါင်း8600ကျော်မှာ COVID-19 ကူးစက်ခံထားရတယ်လို့တွေ့ရှိခဲ့တာလို့ဆိုပါတယ်။ အဓိကတွေ့ရှိတဲ့နေရာတွေကတော့ကျမတို့ဒီဘန်ကောက်ပါတယ်နောက်ပြီးတော့ဖတ်ထရားကန်းချီရှိတဲ့ချွန်ပူရီခရိုင်နွန်ထပ်ပူရီလက်ရောင်နဲ့စမုတ်ပရကန်တို့ဖြစ်ကြပါတယ်ထိုင်းကလူထုကျမ်းမာရေးပညာရှင်တွေကတော့စာတင်ကျောင်းတွေနောက်ပြီးတော့လူအိုယုံတွေနဲ့ဆေးရုံတွေမှာထိရောက်တဲ့ကာကွယ်ရေးအစီအစဉ်တွေလှုပ်ထားကြဖို့ကိုတိုက်တွန်းထားပါတယ် ကျမတို့တွေမတောင်မတမကြောက်မကြနဲ့ချမ်းချမ်းသာသာနေပြီးမှတည်ခြင်းတဲ့လူတွေပဲရှိတာမဟုတ်ပါလားရှင်ဆိုတော့နာမည်ကြီးတဲ့အမေရိကန်တတိကြီးဖြစ်တဲ့ Bill Gates ကတော့ဒီရိုးရိုးလူလိုပဲတည်ခြင်းတယ်လို့ပြောလိုက်ပါတယ်ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ်18နှစ်လောက်ဒီမှတ်တမ်းတင်ခံခဲ့ရတဲ့အခုခါမှာကမ္ဘာမှာအချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲမှာနံပါတ်73နေရာမှာရှိနေတဲ့ဘီလီယံရာနဲ့ချီချမ်းသာတဲ့တတိကြီး Bill Gates ဟာဒီလာမယ့်နှစ်20အတွင်းမှာသူပိုင်ဆိုင်သမျှတွေအားလုံး နီးပါးကိုလှူဒန်းသွားမယ်လို့ပြောပါတယ် ဒီ Microsoft ကုမ္ပဏီရဲ့တထေကြီး Bill Gates ဟာသူ့ရဲ့ foundation ကို2045ခုနှစ်မှာပိတ်သိမ်းတော့မယ်လို့လဲဆိုပါတယ်။သူလူဖို့ရည်မှန်းထားတဲ့ငွေကြေးပမာဏကတော့ American Dollar Billion တန်ပေါင်း200ကျော်ရှိပါတယ်။အထူးသဖြင့်တော့အဲ့ဒီငွေတွေကိုမိခင်နဲ့ကလေးသေးဆုံးမှုကာကွယ်ရေးနောက်ပြီးတော့ဒီယောဂကူးစက်ယောဂတွေကာကွယ်ဖို့နဲ့ဆင်းရဲနှံပါတဲ့သူတွေဒီဆင်းရဲမွဲတေမှုကိုပေါ့နော်တိုက်ဖြတ်ဖို့အတွက်လှူဒန်းသွားမယ်လို့ပြောပါတယ်။ ်နောက်ထပ်တစ်ပုဒ်ကတော့ကျမတို့ဒီပုတ်ရဟန်းမင်းကြီးအစ်စ်ကိုမနေ့ကပဲရွေးချယ်လိုက်တဲ့တင်းမှာပုတ်ရဟန်းမင်းကြီးအစ်စ်ကိုတော့မနေ့ကညပိုင်းမှာရွေးချယ်နိုင်ခဲ့ပါပြီအမေရိကန်နဲ့ဒီပီရူးပူးတွဲနှစ်နိုင်ငံသားဖြစ်တဲ့အသက်69နှစ်အရွယ်ကာဒီနန်ရောဘတ်စ်ပရီဗော့ကိုရွေးချယ်လိုက်တာဖြစ်ပါတယ်အမေရိကန်ချီကာဂိုသားဖြစ်ပြီးတော့ပီရူးနိုင်ငံမှာသာသနာပြုလုပ်ငန်းတွေကိုဆယ်စုနှစ်တခုကျော်အကြာလုပ်ခဲ့တဲ့သူဖြစ်ပါတယ်အာသူ့ရဲ့ ဒီယဟန်မင်းကြီးပွဲကိုတော့လီယို14လို့ပေးထားပါတယ်။သူကတော့ပထမဆုံးအမေရိကန်နိုင်ငံသားပုတ်ယဟန်မင်းကြီးဖြစ်ပါတယ်။တရင်းနဲ့မီဒီယာကွန်ရဲ့သတင်းဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိညတိုင်းမှာဒီရုပ်သံသတင်းအစီအစဉ်တွေကို ထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်။